ရှင်းပြရပါအေးဟောအဲ့လိုအဲ့လိုလေးကိုဆွာတယ်လို့ဖြစ်သွားတာနော်အကျိုးကြောင့်လေအဲ့ဒါရှင်းပြရမှာဖြစ်တယ်ပြန်ဆွာတယ်လို့ဖြစ်တယ်ဟိုအရာလေကိုကစွာတဲ့ကားကြီးလေရရတာများတယ်လေနော်ဖလစ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 ်နဲ့စကားပြောရင်မြန်တော့စွာတယ်ထင်တာတကယ်တော့စွာတာမဟုတ်ပါဘူးတကယ်တော့လေအကုန်ချပြီးတော့အေးလေးနေပါဒါပေမဲ့သူတို့ flow ကသူတို့ဟာသူတို့ဆွဲတင်လိုက်တာမတတ်နိုင်ဘူးနောက်ဆက်ကျင်လာဒီပြမရင်းမရအောင်မရင်းမရအောင်အများကြီးစူးစမ်းပြီးနေပါတယ်ဒါကမဖြစ်မနေလေးတွေမို့လို့ရေးရတာပါ လက်ရှိမှာပြောကြရပေါ့နော်ဟာနေဟာပေါ့ဒါလေးတော့မစုဆောင်းနိုင်ဘူးလားဘာဖြစ်နေညာဖြစ်တယ်ဆိုဟိုအိမ်ဆောင်နေတော့လေအိမ်ဆောင်နေတော့ရသမျှအဲ့ထဲကိုထည့်ရတယ်ထည့်ရတော့ပြီးတော့ကားလဲလဲထားတော့လေအကုန်လုံးအကျွေးနေတယ်လေဆိုတော့လာစင်လာစင်ဆက်နေရဆက်နေရတော့ဒီလိုကြီးလည်းဖြစ်မယ်ဆိုတော့ဘူးမှမသိဘူးလေအဲ့တော့ကိုကလည်းဟိုငွေပုံငွေရှန်ထားထားတာမရှိဘူးမရှိတော့ဒီလိုဖြစ်လာတဲ့အချိန်ကျတော့မျက်စောင်းကထိုးရပြီပေါ့သိရမလားဆိုတော့မလုပ်လိုက်လဲဆိုတော့ အဲ့ဒီရွှေကိုပေါ့နော်ရောင်းပြီးတော့အောင်သူဘုံဘုံကြောင့်မှကျူလီမတင်တာဟိုဟာစွန့်ကတ်တယ်ပြီးရွှေဝှထုကတ်တယ်ကျူလီအဲ့ဒါကိုလည်းလုပ်တယ်ပြီးတော့ကျူလီကိုရိုက်ပေးရဲ့ဆရာဒရိုက်တာအကယ်ဒမီကုသအာရုံကိုလည်းဒီသူ့ရဲ့ဟမ်းချင်းကိုရွှေနောက်ထပ်တစ်ချက်သားထက်တယ်ပြီးတော့ရွှေစည်းတက်နေတဲ့အချိန်ပေါ့နော်အထက်တယ်ပြီးတော့အဲ့သူသူနဲ့ချက်သားအကြီးဖြစ်သွားတော့အဲ့ဒါလေးဒါကိုဒါဆရာသမားတွေကိုတော့တယ်ပြီးတော့ကိုရဲ့ပေါ့နော်ဒီဘုံဘုံကြီးရောက်တော့ဆရာလေးအဲ့လိုမျိုးကိုရဲ့အဲ့လိုဆရာသမားတွေလည်းကျူလီနိုင်တဲ့လောက်လေးပေါ့နော်အဲ့မန်လေးကအမေရော ို့ဆိုလဲအဲ့ရရောင်းပြီးတော့ကတော့တဲ့ကတော့ပြီးလဲပြီးတော့အဲခြံတဲ့ဟာကိုအကယ်ဒမီဒနာပွဲလုပ်မယ်ဆိုပြီးခြံထားတာအဲ့ဟာလေးကိုလှူဖြစ်တာပေါ့နော်အဲ့ငယ်ငယ်လေးမှလှူလိုက်ရတာပေါ့ဟုတ်အဲ့လိုပါ မပြောရင်လည်းမသိဘူးလေအကုန်လုံးတော့လည်းမပြောဘူးဆိုပေမဲ့လည်းတချို့ကျတော့ဘယ်လိုပြောရမလဲဟိုအလိမ့်ကျင်တာမဟုတ်ဘူးသူတို့ကလည်းသူတို့အားပေးရသူဆိုတော့လည်းအဲ့လိုလေးပေါ့နော်ဟိုအများကြီးချက်ပို့ပြီးလုပ်ပြတာကိုသူတို့ကလည်းမြင်ကျင်တာပေါ့မြင်ကျင်တော့ကိုယ်ကလည်းကိုလူသမီးတော့တခါမပြောဘူးလေအဲ့ခါကျတော့အော်ပြောမှရတော့မယ်ပေါ့ပြီးတော့ဟိုအမှုပညာအလုပ်လုပ်တယ်တရုတ်ဆောင်လုပ်လုပ်တယ်ဆိုတော့အားပစံရတယ်ဆိုပြီးအထင်ကြီးနေတဲ့သူတွေလည်းရှိရပေါ့နော်အရင်ခေတ်ကတော့ဟုတ်ရင်ဟုတ်လိမ့်မယ်အခုခေတ်ကကျတော့အကုန်လုံးကလာကစားလဲလောက်ကိုရင်လာစားရတယ်လို့ချူးလေးတို့လည်းတကားပြီးတကား ရတာလေသူကသူလန်တရားဒီခင်မာလေးเนาะအဲ့လိုမျိုးလေးလဲနေတာပါတို့ဒါအချင်းကြီးကြတဲ့အခါကျတော့ရှင်းပြရတာပေါ့တတိယမဟုတ်သေးဘူးပေါ့ဟောငယ်ငယ်လေးကတည်းကလည်းတတိယသမီးဘူးပြောရဘယ်လိုပြောရမလဲအဲ ကွဲရအောင်လဲကိုယ့်ဟာကိုရှာပြီးចောင်းတက်ရတယ်အဲပြီးရင်ဖုန်းဆိုတာလဲ SIM ကတ်ကစားကိုယ့်ကိုရှာပြီးဝယ်ရတာအကုန်လုံးပေါ့နော်ဆိုတော့မမေဆုံးသွားပြီးရဲ့အချိန်ကနေစပြီးတော့အကုန်လုံးကိုယ့်ဟာကိုလေအဲတခါလေးတို့တွေးပြီးပါတယ်ဩဒီများရဲ့လုံပြီးပါတယ်လို့ပြီးပေါ့နော်ရောဒီအိမ်မှာတသက်လုံးမေးဆိုတာမျိုးဆိုကိုယ်လည်းအများကြီးရှာနိုင်တာပေါ့ဟုတ်တယ်မလားအဲ့လိုမျိုးကွာတာပေါ့လေဒီလားအဲ့ဘွားတွေဘွားတွေဆိုတာမတူတဲ့အခါကျတော့အဲ့မတူတဲ့သူတွေကိုချင်းချင်းနှိုင်းပြီးပြောတော့ကိုယ်ကလည်းရှင်းပြရတာပေါ့ရှင်းပြရတာရပြတ်သွားတာ ရှင်းပြရပါအေးဟုတ်အဲ့လိုအဲ့လိုလေးကိုဆွာတယ်လို့ဖြစ်သွားတာနော်တချို့ကြောက်လေအဲ့ဒါရှင်းပြရတယ်မဖြစ်ဘူးလေပြန်ဆွာတယ်လို့ဖြစ်တယ်ဟိုအရာလေကိုကစွာတဲ့ကားကြီးလေရရတာများတယ်လीနော်ဖလစ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 ်နဲ့စကားပြောရင်မြန်တော့စွာတယ်ထင်တာတကယ်တော့စွာတာမဟုတ်ပါဘူးကိုစာရေးလိုက်တာနဲ့သူတို့ကဒါအတန်အနေထားမျက်နှာပါမြင်သွားတယ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုမဟုတ်ပါဘူးကိုကတကယ်တော့လေအကုန်ချပြီးတော့အေးလေးနဲ့ပါဒါမဲ့သူတို့ဖလိုးကသူတို့ကသူတို့ဆွဲတင်လိုက်တာမတတ်နိုင်ဘူးနောက်ဆက်တင်လား ဒီပြက်မရင်းမရောမရင်းမရောအများကြီးစူးစမ်းပြီးနေပါတယ်ဒါမဖြစ်မနေလေးတွေဘို့လို့ရေးရတာပါအဲ့တော့အဲ့လိုအဲ့လိုမျိုးကြတော့ပရိသတ်တွေနည်းနည်းလေးပေါ့အဲ့လိုချိန်တွဲပါတယ်ဆိုးတယ်အဲအဲ့လိုလိုဆိုရင်တော့မရှိပါဘူးအကုန်လုံးကကျူးလေးစိတ်ရင်းကိုတည်တယ်လေအကျူးလေးဖန်အရင်နေဆိုစိတ်ရင်းကိုတည်တယ်ပြောစရာရှိပြောလိုက်တာပဲစိတ်ထဲမှာအဖြူကြီးဘာမှမထားဘူးဆိုတာလည်းတည်တော့အဲ့လောက်တော့မကြောက်ပါဘူးဟုတ် တို့တော်တော်များများဒီပညာရှိတွေကပြန်ပြီးတော့ respond လောက်ကြရအများဟုတ်ဟုတ်အဲ့လိုမလုပ်တာများပဲမဲ့လဲအဲ့လိုမလုပ်တဲ့လူကလည်းတစ်ခါတလေထလှုပ်လိုက်ရင်လည်းချစ်သွားကြရဲ့ကို့အများချစ်မလားပေါ့ဟုတ်ကဲ့အာဘယ်လိုပြောပြရမလဲအကောင်းဆုံးနေ့ရလို့တော့မဟုတ်ပါဘူးဟိုဟာပေါ့ပျော်ရမလို့ မပြောရမလို့ဖြစ်သွားတာပေါ့နော်ပြောတာကျတော့ဟဲ့စကားရအများကြီးပဲပြောလိုက်တာပေါ့ပြီးရှင်တော့အဲ့ဒီတင်လိုက်တဲ့နှစ်ကြီးရဲ့အချိန်ခါကြီးကအဲ့လောက်ပြောရမယ့်ဟာမဟုတ်ဘူးလေနော်ဟိုတဘာဝဘေးရန်ကြီးရဲ့တတိပေးလိုက်ပြီးတိတ်မပြောနဲ့ဆိုတာမျိုးတော့တိတ်မပြောရဲတော့ဒီဘက်ဘက်ကူကားရဲ့အများကြီးတော့နောက်တစ်ဘက်ဆိုလည်းဒီဘက်ရဲ့ဥစားလေးရှိရဲ့ဟုတ်ကဲ့ဟုတ် အဲယူခတဲ့ဘူးစာကလည်းတော်တော်ကြာတော်တော်ကြီးကြာခဲ့ပါပြီအဲ့ကလေတော့ကိုကိုကိုတော့ confidence တိတ်မရှိဘူးဟာသားနဲ့ပတ်သက်ရင်လေတွဲတီးဥဆောင်ရတာတကယ်ကိုတပိုင်းဝိုင်းဝိုင်းဆိုးရဲ့ဥကြော်ရဲအောင်ရဲ့ပေါ့နော်ပြီးတော့ကိုရွှေထူးဆိုလည်းအရန်တော်တယ်လေဆိုတော့ဂျူလီကတော့အမိလိုက်နိုင်အောင်အကောင်းဆုံးစူးစမ်းထားတဲ့ကာတကာဖြစ်ပါတယ်လို့ဟုတ် အဲဒီနေ့ကဒါစိန်နှန်းတော်မှာမြန်မာပလာဇာကစိန်နှန်းတော်ဆိုင်ခွဲမှာရိုက်နေရပေါ့နော်ဒီနေ့ဖိုတိုရှူအဓိကတော့အာဒီလ25 26 27 3ရက်တိုင်းတိုင်းဒီမြန်မာပလာဇာစိန်နှန်းတော်မှာပရိုမိုးရှင်းတွေရှိရပေါ့နော်ဆိုင်ငယ်တွေကို15ရာခိုင်နှုန်းနဲ့ရောင်းချနေရပေါ့ဟုတ်အဲ့အတွက်ဖိုတိုရှူလေးလည်းလုပ်ဖြစ်တာပေါ့စိန်နှန်းတော်နဲ့လည်းဂျူလီပွဲတက်တယ်ရောဖိုတိုရှူတွေရောနည်းနည်းကြာသွားပြီမလုပ်ဖြစ်တာလေဟုတ်အဲ့ကြောင့်လက်ခံပြီးရိုက်ခုဖြစ်တာပါရှင့် ဟုတ်အဲဒီနေ့ကတော့ပထမဆုံးဝစ်တာတော့ရွှေတယ်လေးပေါ့နော်ရွှေတယ်ကြောက်အင်ဂျင်နဲ့ပိုလိုက်ဖတ်တယ်ပေါ့နော်ဟောရွှေတယ်လေးနဲ့လည်းအရန်သဘောကျတယ်ဒီစိန်ကြောက်တော့လည်းဂျူလီယာစိန်ကြိုက်တယ်လေအဲဆိုတော့ဒီစိန်နကတ်ကိုတော့အကြိုက်ဆုံးပေါ့ဆွဲဂျူလည်းကြိုက်ပါတယ်ဒါပေမဲ့အဲဒီပုံမှန် daily ဆိုရင်တော့ဒီနကတ်လောက်နဲ့ဂျူလီတို့ကအဆင်ပြေပြီပေါ့နော်ဟုတ်ဟုတ်ဟုတ် ဟုတ်၅လပိုင်းမှာကြာတော့ဒါ16လမ်းဆိုင်ခွဲမှာပေါ့เนาะဒီ promotion တွေရှိပါတယ်အဲ့ဒါက၅လပိုင်း1 3 4 3ရက်ပေါ့เนาะဟုတ်